မင်္ဂလာပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မြင်းလင်းသတင်းကိုဖော်ပြပေးပါမယ်၂025ခုနှစ်မတ်လ3ရက်နေ့မြန်မာစံတော်ချိန်စင်နာရီ3မိနစ်73စက္ကန့်အချိန်မှာတော့ကမ္ဘာအင်းမြင့်လင်းစခန်းကနေမြောက်အနောက်မြောက်ဘက်28မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင် တိုင်ကြီးမျိုးရဲ့အရှိတောင်ဘက်9မိုင်ကန်အကွာမြောက်လက်တီကျု7.25ဒီဂရီအရှိတောင်ကြီးကျု96.36ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ4.5အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေနေတကုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးလေဝသနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ဒါအပြင်မလူအသားသူတွေတဲ့အွန်လိုင်းကလည်းကချင်ပြည်နယ်ဒေသတချို့မှာမိုးသည်တင်ရွာနိုင်တာနဲ့မြမပြည်အလှပိုင်းဒေသတချို့မှာလေပြင်းတိုက်နိုင်ပြီးတော့မတ်လ၂ရက်မနက်စောပိုင်းမှာရခိုင်ပြည်နယ်ပဲခူးတိုင်း AR တိုင်းရန်ကုန်တိုင်းမော်ပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသတချို့မှာမြူဆိုင်နိုင်ပြီးတော့အဝေးမြင့်နိုင်စွာ 3ကီလိုမီတာကနေ5ကီလိုမီတာထိကျဆင်းနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။မတ်လအလားစံပိုင်ကစလို့တပေါင်းလအစာပြူပြီးနွေရာသီကအေပယ်16ရက်မိုးကြိုကာလအထိဆက်လက်ရှိနေတော့မှာဖြစ်တာကြောင့်နွေအပူချိန်ကလည်းတက်လာပါမယ်။အလယ်ပိုင်းဒေသတွေမှာနေ့နဲ့ညအပူချိန်ကွာခြားချက်တွေကများနေပါမယ်။ခြောက်သွေးတဲ့လေတို့အခြေအနေကြောင့်မိဘအန်နဲ့ပိုလာတာအပြင် ခဲလွန်ရောင်ချင်လည်းပြင်လာတာကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်မဲ့ဘေးအန်နဲ့အားလုံးကိုဂရုပြုကြစေချင်တယ်လို့သတိပေးခဲ့တာဖြစ်ပါတယ်။ ။တရားပြင်မူလူသားဆဆူဆန်ကလည်း2025ခုနှစ်မတ်လ4ရက်ကနေ14ရက်နေ့ထိမိုးအနှောင့်အယှက်မရှိဘူးလို့ဆိုပါရတယ်။နေပူချိန်တွေတိုးလာနိုင်ပြီးတော့ရာသီဥတုကြီးကြီးလင်းလင်းတတရာရှိနိုင်မယ်လို့လည်းဆိုပါရတယ်။ ဆက်လက်ပြီးတော့ပင်လယ်ပြင်ခေတွင်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မတ်လ3ရက်မနက်10:00နာရီခွဲထုတ်ပြန်ချက်မှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာတိမ်တင်းတင်းဖြစ်ထွန်းပြီးတော့ကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်မှာတိမ်နေငယ်ဖြစ်ထွန်းပါတယ်။ရန်ကုန်နဲ့တရိုင်းနိုင်ကရန်တက်ရှောင်းပင်လယ်ပြင်ခေတွင်မလို့သာခံမှန်းချက်မှာတော့ဒီနေ့မော်တယ်ကနေနောက်24နာရီအတွင်းမှာနေရာကွက်ကြမှုရပါမယ်။အမြင်တာအနေနဲ့ကတော့လေမိုင်းမိုးရွာစင်မှာတမိုင်ကန်နဲ့ရေပြင်လေပြင်ဟာမြောက်ဓာတ်မှုအနောက် ညကိုတနိုင်းကိုပင်လယ်မိုင်ဆယ်မိုင်ကနေ15မိုင်တစ်ခါတရံမိုင်20ရှိပါမယ်။လိုင်းချင်းနေဟာလိုင်းနေငယ်ကနေလိုင်းတန်တန်ရှိပါမယ်။လိုင်းမြင့်ဟာ3ဘီကနေ5ဘီကရှိပါမယ်။ရောင်းကနေရခိုင်ကရန့်တရှောင်းပင်လယ်မြေခီးအတွက်မလို့သာခမန်းချက်မှာတော့ဒီနေ့မော်တယ်ကနေနောက်24နာရီအတွင်းမှာတိမ်တင်တင်ဖြစ်တော်မှာမယ်။အမြင်တာနေနဲ့ကတော့9မိုင်ရှိပြင်လေးပြင်ဟာ မြောက်ထားမော်နားမြောက်ကိုတနိုင်ကိုပင်လယ်မိုင်15မိုင်ကနေမိုင်20တခါတရံ25မိုင်ရှိပါမယ်။လှိုင်းကျင်နေဟာလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ9ပေကနေ9ပေကရှိပါမယ်။ ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ3ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာတိမ်တဲတဲဖြစ်ထွန်းနေပြီးတော့ကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်မှာတိမ်နေခဲ့ဖြစ်ထွန်းပါတယ်။ဒီနေ့ညနေချိန်ထိခံမှန်းချက်ကတော့ Skyline ဒေသကြီးထပ်ပိုင်း3နာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြမှုရပါမယ်။ရွာရရုံ80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်တဲတဲဖြစ်ထွန်းပါမယ်။မြမပင်လယ်ပြင်မှာလှိုင်းတဲတဲရှိပါမယ်။လှိုင်းမြဟာမြမကံရန်တက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ 9ဘဲကနဲ့9ဘဲကရှိပါမယ်။နောက်နှစ်အတွက်ခမန်းချက်ကတော့ Skynight ဒေတာကြီးထပ်ပိုင်း3နိုင်တိုင်းဒေတာကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြာကနေနေရာကျဲကျဲမိုးထစ်ချုံရွာပါမယ်။နေရွာနဲ့နေတွာအတွက်ဒီနေ့ညနေချိန်ထိခမန်းချက်ဟာတိမ်နေငယ်ဖြစ်ထွန်းပါမယ်။ရောင်မျိုးနယ်နေတွာအတွက်ဒီနေ့ညနေချိန်တွေခံမှန်းချက်ဟာတိမ်နေငယ်ဖြစ်ထွန်းပါမယ်။မန္တလေးမျိုးနယ်နေတွာအတွက်ဒီနေ့ညနေချိန်တွေခံမှန်းချက်ဟာတိမ်နေငယ်ဖြစ်ထွန်းပါမယ်။ဆက်လက်ပြီးတော့ရသက်တပံမူလဝတအခြေအနေကိုဖော်ပြပေးပါမယ်။ မက်လာ၃ရက်နေ့အတွက်ခံမှန်းကျမှာတော့ပင်လားပင်လယ်အခြေအနေဟာကပ်လီပင်လယ်ပြင်နဲ့ပင်လားပင်လယ်တောင်ပိုင်းမှာတိမ်တင်းတဲ့ဖြစ်တော်ပြီးတော့ကြံပင်လားပင်လယ်ပေါ်မှာတိမ်နေငယ်ဖြစ်တော်မှာတယ်။ပင်လယ်ပြင်အခြေအနေကတော့သတင်းနိုင်ကင်မရာရခိုင်ကင်မရာမြဝကျုံပေါ်ဒေသတွေနဲ့မိုးဒမခွေတွေပတ်မှာလေဟာအရှိအရှိတောင်ဘက်ကငါးမိုင်ကနေဆယ်မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်နေရှိပါမယ်။မိုးချိန်နေဟာစကန်တဲ့ဒေသကြီးကချင်းပြည်နယ်မှာနေရာကွက်ကြားမိုးထေချုံရွာသွန်းပြီးတော့သတင်းနိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်မှာတိမ်တင်းတဲ့ဖြစ်တော်မှာပဲ။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအ များအဖြစ်သားရပါမယ်။နေပူချိန်တွေဟာမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊ရောက်တိုင်းဒေသကြီး၊အေရတိုင်းဒေသကြီးမှာပုံမှန်အပူချိန်ထက်ပိုပါမယ်။မြို့ချိန်တွေကတော့စကိုင်းတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ်။ဆက်လက်ပြီးတော့မတ်လ၄ရက်အတွက်မလို့သာခံမှန်းချက်ကိုပေါ်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်သင့်တဲ့ဖြစ်တော်ပြီးတော့ကြံဘင်္ဂလားပင်လယ်မှာအများအပြားသားရပါမယ်။ပင်လယ်ပြင်အခြေအနေကတော့တရင်းတိုင်းကရခိုင်ကရမြို့ဝကျွန်းပေါ်ဒေသတွေနဲ့ ဲ့မော်ဒမကွဲ့တွေဘက်မှလေဟာအရှိအရှိတောင်ဘက်ကနေတနအိကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသိမ့်တဲ့ရှိပါမယ်။မိုးချေတွေဟာမြန်မာနိုင်ငံတဝန်းလုံးမှာအများအပြားတန်ရပါမယ်။နေပူချေတွေဟာမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီးနဲ့အေရတိုင်းဒေသကြီးမှာပုံမှန်အပူချိန်ထက်ပိုပါမယ်။မြူချေတွေကတော့စကန်နဲ့ဒေသကြီး၊တရိုင်းနိုင်တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာမျက်နှာပိုင်းမှာမြို့လူတွေကြာစင်ပါမယ်။ ။ဖက်လက်ပြီးတော့ရန်ကုန်အနီးအင်အားရက်တာစကေ၄.၅အဆင့်ရှိတဲ့ငှက်လင်းလှုပ်ခတ်တာကိုမြို့ကန်တွေထိတ်လန့်တဲ့ကြောင်ဖော်ပြပေးပါမယ်။ရောင်တိုင်းအတွင်မြို့နယ်အများစုမှာတော့မတ်လ၃ရက်မနက်၁၀နာရီ၃မိနစ်အချိန်လောက်ကတိတိတသာပြင်းထန်တဲ့ငှက်လင်းလှုပ်ရှားပြီးတော့မြို့ကန်တွေစိုးရိမ်ထိတ်လန့်ခဲ့ပါတယ်။စမ်းကြောင်းလှိုင်ကဘာရုံအင်းစိန်ဒေါ်ပုံလှတရာတာမွေရွှေပြည်သာတာကေတာမင်္ဂလာတော်လှဲကိုစတဲ့မျိုးရည်တွေမှာငလဲလှုံရှားမှုတိတိတသာခံစားရတဲ့အကြောင်းမျိုးကန်တွေကဆိုပါတယ်။၁၀နာရီ၃မိနစ်လောက်မှတော်တော်ပြပြလှုပ်သွားတဲ့အခန်းက၆လမှာဆိုတော့ ရမ်းသွားသလိုတောင်ခံစားရတယ်။နှစ်ချက်လောက်ရမ်းသွားသလိုဖြစ်သွားတာလို့တာမွေဒေတာကန်ကဆိုပါတယ်။ဆန်ညာမြို့နယ်မှာနေထိုင်သူကတော့အခုလှုပ်တဲ့ငလင်ကတတော်ကိုကျန်နေဆက်တိုက်ကိုလှုပ်လာမယ်ဆိုရင်မတွေ့ရဘူးလို့ဆိုပါတယ်။ငလင်ကတော့ရန်ကုန်တိုင်းတက်ကြီးမြို့အရှိတောင်ဘက်ခုနမိုင်ကန်အကွာမှာပြင်းရရတားစကဒီဒီမငါနဲ့အင်အားအနှဲငယ်ရှိတဲ့ငရင်လှုပ်ရှားသွားတယ်လို့မလို့တာနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။မြင်းနဲ့30ကီလိုမီတာ6မိုင်ခန့်ကိုဗဟိုပြုပြီးလှုပ်ရှားသွားတယ်လို့လည်းဆိုပါတယ်။မြင်းတိုင်တဲ့နေရာတွေမှာလှုပ်သွားတော့အားပြင်းတဲ့သဘောပါပဲ။လူနေထူထပ်တဲ့နေရာတွေမှာငလျင်ဗဟိုချက်ဖြစ်ရင်ထိခိုက်မှုအနည်းနဲ့အများရှိနိုင်တယ်လို့ဗိုလ်မိဖေတာပညာရှင်ကဆိုပါတယ်။တိုင်ကြီးမြို့နယ်မှာ2023ခုနှစ်စက်တင်ဘာလ23ရက်နဲ့24ရက်ကနိုင်ပိုင်းအတွင်အင်အားအနှိမ့်ငယ်အဆင့်ငလျင်လှုပ်ခတ်ခဲ့ပြီးတော့နေတချို့ထိခိုက်ပျက်စီးမှုရှိခဲ့တာပါ။ ဒီနေ့မနက်လှုပ်ရှားခဲ့တဲ့ငတဲ့ကြောင့်ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့မသိရသေးပါဘူး။နောက်ဆက်တွဲငတဲ့ငယ်လေးတွေလည်းထပ်မံလှုပ်ခတ်နိုင်ကြောင်းဘူမိပေရပညာရှင်တွေကသတိပေးပါရရှင်။ဆက်လက်ပြီးတော့ဒေါ်ပေါ်မှာစစ်မှုထမ်းစဉ်လိုက်လံကောက်ယူစဉ်မှာမီးရှို့ခံရတဲ့ဆယ်အမျိုးသမီးကြီး ဒုတိယမြောက်ထပ်မံအသေးဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။ရောင်တိုင်းတော်ပေါ်မျိုးနဲ့ကြည်စုရောက်ကွယ်မှာစစ်မှုထမ်းစဉ်လိုက်လံကောက်ယူစဉ်မှာမီးရှို့ခံရတဲ့စေရင်မှုအမျိုးသမီးကတော့ရမန်နေ့ညနေပိုင်းမှာဒုတိယမြောက်အဖြစ်ထပ်မံအသေးဆုံးသွားတဲ့အကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ26ရက်မှာမီးရှို့ခံလိုက်ရတဲ့ရရင်မှုကိုနှခမ်းမွေးသေဆုံးပြီး၄ရက်ကြာရမန်နေ့မတ်လ2ရက်မှာညနေပိုင်းမှာသေဆုံးတာဖြစ်တဲ့အကြောင်းမီးလောက်ထံရကိုစေရုံမှာကုသနေစဉ်ပိုးဝင်လို့သေဆုံးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ မီးရှို့ခံခဲ့ရတဲ့၃ဦးတည်းကနေပထမအရှာရင်မှုကိုနှခမ်းမွေးသေးတယ်။အခုဆယ်ရင်မှုအမျိုးသမီးထပ်သေးတယ်။သူ့အိမ်မှာနှာရင်ပြင်ထားပြီးဆယ်ရင်မှုအမျိုးသမီးလည်းမီးလောင်တရားများတဲ့အပြင်သူကစီးကြုံရှိနေတယ်။ဒီတော့ကအနာတွေကမကြက်ပိုးဝင်ဖျားပြီးဆုံးလာလို့သိရတယ်။ဆေးရုံမှာဆယ်ရင်မှုအမျိုးသမီးက၁၈ရက်ကြာအော်ဟစ်နေခဲ့တာလို့ဒေါ်ပေါ်မြင့်ကဒေတာသတင်းမြစ်ကဆိုပါတယ်။ ဖေဖော်ဝါရီလ၁၂ရက်နေ့ဒေါ်ပုံမျိုးနဲ့ကျေးဇူးရက်ကတမိုင်းရိတ်တာလမ်းတွေမှာရိုင်းမိုးကုန်ကံပွဲစေမိုးအမျိုးသမီးနဲ့အမျိုးသမီးငယ်တအူတို့ကစစ်မှုထမ်းစဉ်ပြုစုဖို့သကောင်းချင်းမိတူတွေလိုက်လံကောက်ရုံစင်မှာအေရှင်တအူကဓာတ်စိန်နဲ့ပတ်ပြီးတော့မီးရှို့တိုက်ခတ်ခဲ့တဲ့ကြောင်းမီးရှို့တာကြောင့်ရိုင်းမိုးနဲ့စေမိုးအမျိုးသမီးတို့ကတော့နေရာအနှက်ပြမီးလောင်ဒဏ်ရာအပြင်းထန်ရရှိခဲ့ရကနေနှစ်ဦးဆက်လုံးရှင်းစင်နောက်ဆက်သေဆုံးသွားတဲ့ကြောင်းတိုက်ခတ်သူရဲ့အေရှင်ကတော့ဖမ်းဆီးရမိခြင်းမရှိဘဲလုံးဝလွတ်မြောက်နေစေဖြစ်ကြောင်းသိရပါတယ်ရှင်။